ဒီနေ့ဆက်လက်တင်ဆက်ပေးခြင်းနဲ့သတင်းဆောင်ပါတစ်ပုဒ်ကတော့ကိုလာဆိုးရဲ့ရေးသားတဲ့ရေစုံကိုဆန်ကပြန်ခဲ့ပြီဆိုတဲ့ဆောင်ပါတစ်ပုဒ်ပဲဖြစ်ပါတယ်။ ARE တိုင်းဟာ7ရန်ကီလိုမီတာအပြင်13590ကျင်ဝန်းပြီးတော့2014တကောင်စင်းနေရလူကြီး6တက်တမတန်းရှိပါတယ်။ တိုင်းနယ်ပြည်နယ်14ခုမှာဒုတိယလူဦးရေအများဆုံးဒေသကြီးလည်းဖြစ်ပါတယ်။နိုင်ငံရဲ့ဇပကြီးလို့တင်စားခေါ်ရာရက်လည်းဖြစ်လို့တိုင်းပြည်စီးပွားရေးအတွက်လွန်စွာမှအရေးပါတယ်လို့ဆိုရမှာ ဖြစ်ပါတယ်။2021ဆစ်အာနာတိုင်းနယ်အချိန်မှာ AOD လူထုဟာအခြားသောဒေသများကဲ့သို့ပင်ဝိုင်းဝန်းဆန့်ကျင်ခဲ့ကြပါတယ်။ ထို့သောနိုင်ငံအနှံ့အပြားလက်နက်ကင်တော်လန်ရေးကြီးဖြစ်ပွားလာတဲ့အခါမှာတော့အများစုကတုံ့နှိဘာဝေနေခဲ့ကြပါတယ်ထို့အတွက်လည်းအကျန်းဖက်စစ်ကောင်စီလူလာတဲ့ဒေတာလာလို့ပဲမေကွန်ထုတ်เสียဖြစ်လာခဲ့ပါတယ်2024ကုံဆုံးကာနီးအထိအကျန်းဖက်စစ်အာဏာရှင်တွန်းလှန်ရေးလှုပ်ရှားမှုများအ ਨੇ ကျင်းတာရှိနေခဲ့၍လေ ARD တိုင်းဟာစစ်ကောင်စီရဲ့ခံတက်ကြီးတဲ့ဘွယ်ဖြစ်လာခဲ့ပါတယ် ကရင်စစ်တရင်နဲ့ဖွဲ့စည်းထားတဲ့အနောက်တောင်တိုင်းစစ်ဌာနချုပ်အမှတ်66ချင်းမြန်တပ်မလက်အောက်ခံတရင်နှရင်ဟန်ကြီးကျွန်းရှိပမ္မဝရီရေတပ်ဌာနချုပ်အမှတ်လေးမဟာဗျူဟာရေတပ်အုပ်စုများအခြေစိုက်ရာဒေသလည်းဖြစ်ပါတယ်ပထဝီနေထားရမရေတွက်လောက်အောင်မြစ်ချောင်းပေါ်များသဖြင့်လဲစစ်တပ်မှ အလွယ်တကူပိတ်ဆို့နိုင်နေပါတယ် အရာရီတိုင်းမှာနေထိုင်သူတစိတ်တပိုင်းဟာအကျန်းဖတ်စစ်တပ်ကိုလူလားသူများဖြစ်နေပြန်လို့တော်လန်ကြီးတပ်ဖွဲ့များ အထူးသတိကြီးစွာထားပြီးလှုပ်ရှားဖို့လိုအပ်လာပါတယ်2015နဲ့2020ရွေးကောက်ပွဲများမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာအများစုအနိုင်ရခဲ့တော်လဲအရာရီတိုင်းတွင်မူအခြားသောဒေသများကဲ့သို့တောင်ပြူကမ်းပြူအနိုင်မရခဲ့ပဲကြံ့ဖို့ ါတီဟာမဲအရေးအတွက်အတော်များများရရှိခဲ့ပါတယ်အချမ်းဖတ်စစ်တပ်အားလက်နက်ဆွဲကိုင်းတိုက်ခိုက်လို့တဲ့အုပ်စုများဟာအနောက်ဆူးဆူးချိရခိုင်ယူမနဲ့စစ်တောင်းမြစ်အရှိဘက်ကမ်းများစီကိုဥတီထွက်ခွာခဲ့ကြပြီးအရခတက်တော်နဲ့ကရင်မျိုးသားတပ်မက လက်အောက်ခံလက်နက်ကင်တံများထံမှာစစ်ပညာများအသီးသီးသင်ယူ ခဲ့ကြရပါတယ်။ယခုအခါမှာတော့အားလုံးရဲ့ပြည်တော်ပြန်ခရီးစတင်လာကြပြီ ဖြစ်ပါတယ်။2024နှစ်ကုန်ပိုင်းလောက်မှာအရခတပ်တော်ဟာ AOD နဲ့ရခိုင်နယ်စပ်မှာရှိတဲ့ကွာမြို့ကိုထိန်းချုပ်နိုင်ရန်တိုက်ပွဲများစတင်လာခဲ့မှုနဲ့အတူ AOD စစ်မြင့်နာတပ်ဝင်လှုပ်ရှားလာခဲ့ပါတယ်။ကွာကိုအရခတပ်တော်မှတင်ယူနိုင်ခဲ့ပြီးနောက် 2025အစောပိုင်းမှာပြည်သူ့ကာကွယ်ရေးတပ်များနဲ့လူဦးတော်လှန်ရေးအဖွဲ့များဟာ ERI တိုင်းတွင်းသို့ခြိတက်လာနိုင်ခဲ့ကြပါတယ်။အရခတပ်များနဲ့အတူဂွားမြို့တောင်ဖက်ကမ်းခြေရွာနှစ်ရွာကိုသိမ်းယူနိုင်ခဲ့ပါတယ်။ယခုခါပန်းဖြေစခန်းများရှိရာရွှေတောင်ရန်ချောင်းတာနဲ့ငွေဆောင်တို့ကိုချင်းချောက်လာနိုင်ခဲ့ပြီဖြစ်ပါတယ်။အကြမ်းမှာစစ်တပ်မှ၈၀ တိုးမလာနိုင်ရန်ရွှေတောင်ရံမှာခိုင်မာခုခံကာဝယ်နေရပါတယ်။အေနဲ့ PDF တက်များရဲ့ထိုးစစ်ဟာအခြားတစ်ဖက်မှထွက်ပေါ်လာပြီးငတိုင်းချောင်းမြို့အရှိတ်ရှိ အမတ်344အမြောက်တက်ရင်အားဥတီတိုက်ခိုက်လာနေပါတယ်။ပြည်ရဲလာအတွင်းတာပေါင်းမြို့ရှိစစ်စခန်းတစ်ခုကိုတင်းယူနိုင်ခဲ့ပြီးအနီးနားရှိကျေးရွာများမှာတိုက်ပွဲများဆက်လက်ဖြစ်ပွားနေပါတယ ယခုလတွင်ရေကြီးမြို့နယ်အတွင်းသို့တိုက်ပွဲများကူးဆက်လာနေပြီလို့သတင်းများကဆိုပါတယ်။အေနဲ့ပူပေါင်းတပ်များဟာတာပေါင်းရေကြီးလေးမျက်နှာငတိုင်းချောင်း မြို့နယ်များအတွင်းတပြိုင်နက်သဲဆက်လက်တိုက်ခိုက်နေလို့အကြမ်းဖက်စစ်ကောင်စီအား၎င်းတို့ရဲ့တစ္ဆာကန်တပ်များကိုနေရာနှံ့ဖြန့်ကျက်ချထားနေရပါတယ်။ရှေ့လျှောက်တိုက်ပွဲများဟာကံကြီးဆောင်ငပူတော်

ေအာရီတိုင်းအတွင်းကိုဝင်ရောက်လာနေပါလေအေအာရီရဲ့ PDM များနဲ့နွေဦးတော်လန်ရေးအဖွဲ့များဟာလေးနှစ်လုံးလုံးဆင်းရဲအပင်ပန်းခံကရုန်းကန်ခဲ့ကြပြီးနောက်ယခုကမွေးရမြည်တို့ပြန်လာနိုင်ခဲ့ပြီဖြစ်ပါတယ်အကျန်းဖတ်တက်ဟာကာလကြာမြင့်စွာကပင်အေအာရီက၎င်းတို့ရဲ့စိတ်ချလုံခြုံရတဲ့နောက်တန်းခံတက်ကြီးဖြစ်ယူဆထားခဲ့ကြပါတယ်ယခုခါမှာတော့တော်လန်ရေးတက်များဟာဒီမိုကရေစီနဲ့ကိုယ်ပိုင်ဆုံးဖြတ် ပြားတဲ့နိုင်ငွေများအတွက်ရှည်တန်းစစ်မြေနာဖြစ် အသွင်ပြောင်းလဲလိုက်ပြီးဖြစ်ပါတယ်။ပြည်သူတို့ရဲ့ခုခံတွန်းလှန်စစ်မုတ်ချအောင်ရမယ်။